ရန်ကုန်ခေတ်ပြိုင်အမှုပညာလှုပ်ရှားမှုဖြစ်တဲ့ Movement Something အမှုပညာပြပွဲကိုဇန်နဝါရီလ30ရက်နေ့က Number 2 Art Area မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပြပွဲကိုဇန်နဝါရီလ30ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီးနေ့ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဖွင့်ပွဲနေ့မှာတော့ခေတ်ပြိုင်အမှုပညာနဲ့မတူညီတဲ့အမှုပညာတွေပေါင်းစပ်တင်ဆက်ထားတာဖြစ်ပါတယ်။ဒီပြပွဲမှာတော့အမှုပညာလူငယ်တွေတက်ကအကြောင်းတက်ဆိုင်စွာနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ဖြုတ်ရဲ့ဥပဒေကြံပေး ဥကိုနီရဲ့ဇာပနာနဲ့ကြုံတွေ့ရတာကြောင့်ဝန်ထဲချင်းထိမှန်ဖြစ်တမနစ်ငိန်တက်ခဲ့ကြပါသေးတယ်။ဖြစ်ပြိုင်နုပညာတွေကိုတင်ကျဲလာစေဖို့ရည်ရွယ်ကျင်းပလိုက်တဲ့ဒီပွဲမှာတော့နုပညာစိတ်ဝင်စားတဲ့လူငယ်တွေအတွက်မတူညီတဲ့ပေါင်းစပ်မှုတွေကိုဖျားပြချင်နိုင်ကြောင်းစီစဉ်ဖြစ်တယ်လို့ဆိုလာသူကလူပညာကိုစိတ်ဝင်စားတဲ့ကျွန်တော်တို့ရန်ကုန်နဲ့မြန်မာဒီတောင်ကလူငယ်တွေကိုဖြစ်ပြိုင်နုပညာကို ဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ကမိတ်ဆက်ပေးခြင်းနဲ့တော့ပြပွဲတစ်ခုကိုဘယ်လိုစီစဉ်ကျင်းပတယ်လဲဆိုတာမျိုးကိုကျွန်တော်တို့ကအတူတူတကွဒရိုးနဲ့တိုင်းပြန်ဆွေးနွေးခြင်းနဲ့ဒရိုးနဲ့အတူတကွပြပွဲတစ်ခုလုပ်ခြင်းနဲ့အဲ့တော့ကျွန်တော်တို့ရဲ့အဓိကယူရချက်ကတော့ကျွန်တော်တို့ခေပြိုင်သူပညာကိုဒီကနေ့2019မှာပုံမှန်ပြီးတော့ကျယ်ပြန့်လာစေခြင်းနဲ့ကိုမြန်မာနိုင်ငံတဝမ်းမှာလည်းပဲလူငယ်တွေကခေပြိုင်သူပညာကိုဟိုဖန်တီးကြမယ်ပြသလာကြမယ်နောက်ပြီးတော့ ဘလို့လူပညာတွေကဒီနေ့ခေတ်မှာကျယ်ပြန့်ပြီးတော့နိုင်ငံတကာမှာလောက်ကင်နေကြတယ်လဲဆိုတာကိုကျွန်တော်တို့ကဒီလူငယ်တွေနဲ့မျှဝေခြင်း share လုပ်ခြင်းနုပညာတွင်ကျယ်လာချိန်မှာတော့မတူညီတဲ့နုပညာတွေကိုပေါင်းဆက်ဖို့တစ်ချိန်ကလမ်းဝေးခဲ့တဲ့ကိုအားကာကျော်အတွက်တော့ပထမဆုံးပေါင်းဆက်ခွင့်ရလိုက်တဲ့အပေါ်ဆန္ဒတွေပြည့်ရလား ကျွန်တော်ကျွန်တော်ခြာတိတ်ဖို့ရအောင်ဆိုရင်ကျွန်တော်ခြာတိတ်ဆိုကျွန်တော်အသက်ငယ်တုန်းကဆိုရင်ပွဲလေးလုပ်ချင်တယ်ဒါပေမဲ့ကိုကဘာမှလည်းမဟုတ်ဘာကောင်မှလည်းမဟုတ်တော့ဗျအလန့်အလန့်ဝေးတယ် ကိုတကယ်တကယ်တချင်ရမရဘူးတဲ့ဟာမျိုးလုတ်ပေးမယ်ဆိုရင်အတွင်းနဲ့ဒီမှာရှိရကျွန်တော်အကိုတွေကကိုလင်းမင်းအောင်တို့ဒီအားလုံးပေါင်းပြီးတော့ကျွန်တော်တို့တူတူလုတ်ခဲ့တဲ့လူတွေကိုပေါင်းပြီးတော့တစ်ခုဒါတစ်ခုလုတ်မယ်ပေါ့နော်အိုင်ဒီယာစဉ်းစားတယ်ဒီမှာဒီမှာဒီမှာရန်ကုန်မြန်မာနိုင်ငံလည်းရှိသေးတဲ့ပုံစံမျိုးပြီးတော့မြန်မာနိုင်ငံမှာဒီ street art အနေနဲ့ပတ်သက်ပြီးတော့ဆွဲခွင့်ရတဲ့ legal area ဆိုတာမရှိဘူးဗျာဟိုကျွန်တော်တို့တော့ဆိုပုံစံခိုးဆွဲရတာရဲလိုက်ပြေးရတယ်ကျွန်တော်ဘွားတွေအဲ့တော့ဟိုကိုကိုလက်သွေးလို့ရမယ့်နေရာမျိုးဒီမှာရှိတယ်ဒီမှာလာဆွဲလို့ရတယ်အဲ့လိုမျိုးပေါ့အဲ့တော့အများကြီးပါပဲဟိုကိုလုံးလုံးတော့ဖြစ်တယ်ဒီမှာတော့ အနုပညာပြပွဲမှာလာရောက်ကြည့်ရှုတဲ့ဒေါက်တာဟင်းလင်းအတွက်တော့အနုပညာလက်ရာမြောက်မှုတွေကြုံတွေ့ခဲ့ရတာကြောင့်အံ့ဩစေတယ်လို့ဆိုပါတယ်ကျွန်တော်ကလည်းငွေရမ်းနေကြီးတာကြီးတာငွေတော့လည်းအဲ့လိုမျိုးလူပညာနည်းနည်းစိတ်ဝင်တော့လိုဂရက်ဖီတီရောတက်တူတွေထိုးလာပြီးလိုက်ကြည့်ကြီးရောအရင်တော့ကသိမမိုက်ဘူးပေါ့ အခုဒီကလည်းကြည့်လိုက်အောင်မဟုတ်ဘူးဒါမြမပြည့်လူတွေလောက်တော့ဟုတ်ရဲ့လားတော့တော့ထင်တယ်သိရပါဒါပေမဲ့ကိုကိုထက်တောင်အများကြီးငယ်တဲ့လူတွေလောက်တာရှိတယ်ဟိုမိုက်